မင်းကလေကြောင်းစရာလုပ်စားဖို့မကောင်းဘူးသိလားဖိုးကြီးဘုကမှာလူတွေတာနဲ့တရားဟောဖို့ပဲချောင်းနေရငါကြောင်းစရာလဲလုပ်စားတဲ့ငါကြီးကလည်းမရှိတော့ဘူးလဲရရတဲ့ငါရောက်စားလို့ကုန်မင်းကကျန်တဲ့လဲလုပ်စားလူတွေကြည့်ကွာထွန်စက်တွေတုံးပြနေအဲ့ဒီတော့ဒီနွားတွေကငါတို့ကကျေးဇူးရှင်မဟုတ်ဘူးဟာမင်းတို့တွေကမိဘတွေမရှိတော့တာနဲ့ပဲမိဘတွေရဲ့အဆွေခမွန်းဖြစ်တဲ့သူတွေကိုတတ်စားတော့မလို့လားမင်းတို့တွေနားထောင်ကြည့်နေနားမထောင်ကြည့်နေငါကတော့ပြောအောင်ပါ အဲလူဆိုတာကိုယ့်ရဲ့စားဝတ်နေရေးအတွက်လှုပ်လှုပ်ကြတယ်ဆိုပေမဲ့အပြစ်ကင်းတဲ့အလုပ်ဖြစ်ဖို့တော့လိုတယ်ကွာအခုမင်းတို့ရဲ့လောကကလူတဘာဝရလည်းအပြစ်မကင်းဘူးဘာသာတရားရလည်းအပြစ်မကင်းဘူးနောက်ဆုံးကွာမင်းတို့ license မရှိဘဲနဲ့ခုလိုမျိုးအသားတတ်တာလဲဒါမင်းတို့ကိုတရားဥပဒေရရိပ်လို့ရတယ်เจ้าကြီးဟိုအဲ့အဲ့ဒါတကူတော့မတော်မတိုင်ပါတော့ကွာနော်ဟိုလူများတမင်းတို့ကိုပုတ်ချရင်ဟိုဘလုံငယ်ကြီးရဲ့ဆိုတော့မင်းသိပါတယ်ကွာ ဟုတ်ပါတယ်ဗျာတွတ်တွတ်မှာငန်လွန်းလို့လေဒီနွားကြီးကိုပေါ့ရောက်မှုအတွက်ဟိုသူများစီကချင်းငါပြီးတော့ဝဲလာရတာပါဗျာဟေးငါလည်းသူများထမင်းလို့ကိုပုတ်မချချင်ပါဘူးကွာဒါပေမဲ့မင်းတို့ကိုချင်းစာစိတ်လေးရှိအောင်တော့လေဒီဆရာတော်ဖျားကြီးရဲ့နွားမြစ်တာစာရဲ့နောက်ဆုံးအပိုက်လေးကိုတော့ငါရွတ်ပြအောင်မယ်ကွာ